နာမည်ကြီးမင်းသားဖြစ်ပေမဲ့မာမာနာကိနဲ့အပြုံတွေကြောင့်ချီကျူးခံရတဲ့အောင်ရည်လင်းမင်္ဂလာပါပရိသတ်ကြီးအောင်ရည်လင်းကမြန်မာနိုင်ငံမင်္ဂလီပရိသတ်တည်းရဲ့တဲတဲလို့ဝင်းရဲ့အားပေးမှုကိုရရှိထားရင်မင်းသားတလက်ဖြစ်ပါရင်အမှုပညာလောကမှာဆယ်စုနဲ့နှစ်စုခန့်ကြာအောင်အောင်မြင်မှုတွေထိန်းသိမ်းထားတဲ့အောင်ရည်လင်းကအခုနောက်ပိုင်းမှာတော့အရင်အားထက်တရုတ်ဆောင်ပို့ကောင်းလာလို့သူ့ပရိသတ်တွေကအကယ်ဒမီစုကြီး ရရှိချင်နေကြပါတယ်။အောင်ရင်လင်းကပေါ်ကားရီမှာလေတရုပ်ဆောင်လေးမရှိသလိုအနေလဲအေးစတဲ့သူပါ။ဒါကြောင့်အချို့တွေက အောင်ရင်လင်းကိုမာနာကြီးလို့ထင်နေပေမဲ့လေတကယ်တော့မာနာကြီးတာမဟုတ်ပဲအနေတီတက်တာဖြစ်ပါတယ်။ဒီအပိုင်းမှာ အောင်ရင်လင်းကမန္တလေးကကထိန်ပွဲတစ်ခုတက်ရောက်ခဲ့ပြီးမာနာကြီးနဲ့အမှုရလို့ရကြောင်းပြိတ္တတွေကတဘောကျနေကြပါတယ်။အချို့သောမင်းသားတွေကကင်ချီခန့်ချီနိုင်ပေမဲ့လေ အောင်ရင်နင်းကတော့ကထိန်လူပွဲမှာပြိသက်တင်တဲ့တန်းသူစင်အောင်မှထိုင်ပြီးအားပေးခဲ့ပါတယ်။သူ့ကိုအားပေးကြရင်သူနဲ့လေဓာတ်ပုံတွေရိုက်တဲ့အပြင်ဟဲ့ဟန်တွေမရှိလို့အောင်ရင်လေးမှအောင်ရင်လေးဖြစ်နေကြပါတယ်။ကလေးတရားလိုဖြူစင်းတဲ့အပြုံးလေးကြောင့်အောင်ရင်လေးကိုချစ်ခင်သူတွေကညားလာခဲ့တာပေါ့။အောင်ရင်လင်းကကထိန်လူပွဲမှာတချင်းဆိုလို့မရှိပဲသူ့ကိုအားပေးတဲ့ပြိသက်တွေကြောင့်တချင်းဆိုပြခဲ့ပါတယ်။တချင်းဆိုပြရင်လေတဘောကြတဲ့ပြိသက်တွေက သူ့ကိုတင်းဆက်ကြည့်ပြီးတော့စုပေးခဲ့ကြပါတယ်။စုပေးတဲ့ငွေတွေက အထုတ်လိုက်ထည့်လိုက်ဖြစ်နေပြီးအင်းကြီးတွေထီထိုးထည့်ပေးနေကြပါတယ်။အောင်ရင်လင်းကတချင်းဆိုတဲ့နေရာမှာတော့အတန်မကောင်းလို့ပြောကြပေမဲ့သူ့ဖြစ်နေတာတခုတည်းနဲ့တင်အားပေးသူတွေကများပြနေရပါ။အောင်ရင်လင်းကိုအရှင်က မကြိုက်ခဲ့တဲ့သူတွေတောင် အခုဆိုရင်တဖြည်းဖြည်းနဲ့အားပေးလာကြပါပြီ။လက်ရှိအချိန်မှာမင်းသားချို့ချို့ကလူအများကြီးဝေဖန်မှုရှားနေပေမဲ့အောင်ရင်လင်းကတော့ အနေထိုင်တတ်သူဖြစ်လို့သူ့ကိုကြည်ဖြူလာကြပါတယ်။အကြမင်းသားတွေကစကားတွေကိုအပြန်ဆိုင်ယုံတင်နေကြတဲ့ချိန်မှာအောင်ရင်လင်ကတော့ယုံတင်စကားကြီးတွေနေပါပင်မယ်။ပရိသတ်ရဲ့အားပေးမှုကို အပြည့်အဝရရှိထားပါတယ်။လူအများရဲ့အားပေးမှုကိုရှားဖို့ဆိုတာမလွယ်ပင်မယ်။ယူသားတဲ့ကွန်ကိုတော့အောင်ရင်လင်ကထိန်းသိမ်းထားပါတယ်။အောင်ရင်လင်ကသူ့ကိုချစ်ခင်လို့ဖိတ်ကြားထားတဲ့အလူပွဲကိုလည်းတက်ရောက်ပေးခဲ့တာကြောင့်သူ့ရဲ့ပရိသတ်တွေကတော့ ဘယ်တော့မှနောင်နာမရတော့ပါဘူးစိတ်ထားကောင်းပြီအနေအေးစေတဲ့အောင်ရင်တွေကို သဘောကျရလားဆိုတော့ကိုမမပြောပြခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲကျန်လာလိုက်ပြစီအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တိဆက်ပေးနေ